မင်္ဂလာပါရှင်။ကုမီလာ news ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဒီဇင်ဘာလ3ရက်နေ့ရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပလောက်ဝမှာချင်းလူငယ်အများအပြားစစ်မှုထမ်းမှုအတွက်အေအေရဲ့ဖမ်းဆီးတာကိုခံနေရတဲ့သတင်း။ကလင်းမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ APSDF ကတပ်စုမျိုးပါဝင်ရဲဘော်3ယောက်ကြာဆုံးတဲ့သတင်း။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်9နှစ်အတွင်းမှာရဲသား4000ကျော်သေဆုံးတဲ့သတင်းနဲ့အတူဒီနေ့မှာမြေမြုံပိုင်းနင်းပြီးလို့ရဲသား2ယောက်သေဆုံးတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။ ပထမဆုံးသတင်းအနေနဲ့ချင်းမိနယ်ဘလောက်ဝမြို့နယ်မှာစစ်မှုထမ်းမှုချင်းလူငယ်တွေဟာအာရခတက်တော်အေအေရဲ့ဖမ်းဆီးတာကိုခံနေရတယ်လို့ဒေသခံတွေကသိရပါဗျ။ဘလောက်ဝမြို့နယ်အောက်ပိုင်းကရွာတွေမှာပြီးခဲ့တဲ့နိုဝင်ဘာလဆန်းကတည်းကအေအေကစစ်မှုထမ်းမှုလူငယ်တွေကိုကြိုတင်စီရင်ကောက်တာတွေဖမ်းဆီးတာတွေပြုလုပ်နေတာလို့ဘလောက်ဝမြို့ခံတယောက်ကပြောပါဗျ။အေအေကစစ်မှုထမ်းမှုအသက်18နှစ်ကနေ40ကျားရှိတဲ့အမျိုးသားတွေကိုတိုင်တယောက်နှုံးပုံစံနဲ့ဖမ်းဆီးတာဖြစ်တယ်လို့လည်းသိရပါဗျ။တိုးမဝရှိမဝနှမတာလောင်ကတူး အောက်သေးမဝရွာစတဲ့ကြေးရွာတွေမှာတော့အေကစစ်မှုထမ်းမှုဖမ်းဆီးထားတဲ့အထက်မှာအသက်15နှစ်အောက်ကလေးငယ်တွေလည်းပါဝင်နေတယ်လို့နောက်ထပ်ပလောဝမြို့နယ်မှာရှိတဲ့ဒေသခံတယောက်ကထပ်ပြောပါဗျ။ပလောဝမြို့နယ်အထက်ပိုင်းကငရှားပိနေတဲ့ပင်စတဲ့ကြေးရွာတွေမှာလည်းစစ်မှုထမ်းမှုလူငယ်တွေကိုအေကဖမ်းဆီးနေတဲ့အတွက်လူငယ်များပြားထွက်ပြေးတိမ်းရှောင်နေရပြီးတော့ထွက်ပြေးတဲ့တချို့လူငယ်တွေဟာအေရဲ့စစ်စေးရေးဂိတ်တွေမှာဖမ်းဆီးခံရမှုတွေလည်းရှိနေပါဗျ။ဒုတိယတစ်ပုတ်အနေနဲ့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတက်မတော် APSDF ကတက်ဆူမှုတရားအပါအဝင်ရဲဘော်၃ယောက်ကြာဆုံးသွားခဲ့တယ်လို့သိရပါဗျ။ကြာဆုံးရဲဘော်တွေဟာ APSDF အမှတ်၃စစ်ကြောင်းအမှတ်၁၂တိုင်ရင်းကတက်ဆူမှုစိန်မြင့်လင်ခေါ်ဖို့လွင်ရဲဘော်စစောဦးခေါ်မှိုင်းမှိုင်းနဲ့ရဲဘော်နိုင်လင်းစိုးခေါ်ညက်စီတို့ဖြစ်ကြပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ၆ရက်နေ့ကလည်းကလင်းမြို့နယ်တောင်ပိုင်းကချင်းပြည်အစိုးရဥဆောင်ပြုလုပ်နေတဲ့စစ်စင်ရေးမှာ ABSDF အမှတ်36ကတခြားမဟာမိတ်တွေနဲ့အတူစစ်ကော်မရှင်တပ်ကိုပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲမှာလည်း ABSDF ကရဲဘော်၃ယောက်ကြာဆုံးခဲ့တဲ့အပြင်၁၀ယောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ကြာဆုံးရဲဘော်တွေဟာကျောင်းသားတက်မတော်ကပေးအပ်တဲ့တာဝန်တွေကိုခြေပွန်စွာထမ်းဆောင်ခဲ့တာကြောင့်ရဲဘော်တွေရဲ့ရဲစွမ်းတရီနဲ့ဆွန့်လို့ဆွန့်စားမှုတွေကို ABSDF အမှတ်36ကဂုံပြုတ်မှတ်တမ်းတင်ကြောင်းထုတ်ပြန်ခဲ့တဲ့အပြင်ရဲဘော်တွေကြာဆုံးမှုအပေါ်မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြေကွဲရပြီးတော့ ကျန်ရှိနေတဲ့ရဲဘော်တွေကတော်လှန်ရေးတာဝန်တွေကိုဆက်လက်ထမ်းဆောင်ရင်းအာဏာရှင်စနစ်ပြုတ်ကျတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးမြန်မာတိုင်းနိုင်ငံလုံးမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်2021ခုနှစ်ကနေ2025ခုနှစ်အထိ9နှစ်အတွင်းမှာအရက်သား4000ကျော်သေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဝင်ကြီးဌာနကဒီဇင်ဘာလ2ရက်နေ့ကထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ပြည်သူတွေအပေါ်ဗတ်ပေါင်းစုံကနေလူအခွင့်ရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်အချက်အလက်တွေလာစဉ်ပြုလုပ်ထားပြီးတော့2025ခုနှစ်နိုဝင်ဘာ30ရက်နေ့အထိရရှိထားတဲ့အချက်အလက်တွေကိုထုတ်ပြန်လာလို့ဆိုပါရယ်စစ်တပ်ကလေကြောင်းပုံကျဲတိုက်ခိုက်မှုအကြိမ်4200ပြုလုပ်ခဲ့ပြီးတော့အရသာ4480တိစုံခဲ့ရပါတယ်တိစုံသူတွေထဲမှာအသက်16နှစ်ယောက်ကလေး856ယောက်ပါဝင်တယ်လို့သိရပါတယ်အဲ့ဒီပြင်စာတင်ကျောင်းပေါင်း410 ဈေးအောင်ဈေးကန်139ခုနဲ့ဘာသာရေးအဆအဦး621ခုပြည့်စည်ဆုံးရှုံးခဲ့ရပါသေးတယ်။လေကြောင်းတိုက်ခိုက်ရမှာစစ်တပ်က Jet Fighter, Wine Dwell, Drone, Paramotor, Gyrocopter တွေကိုအသုံးပြုခဲ့တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါသေးတယ်။စစ်တပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှု495မှုကျူးလွန်ခဲ့ပြီးတော့တေဆုံးသူ4965ရောက်ရှိခဲ့ပါတယ်။အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြောင့်အသက်18နှစ်အရွယ်ကလေးငယ်961ယောက်ထိပါဝင်တဲ့အပြင် မျိုးသမီး182ယောက်လည်းပါဝင်ကြောင်းသိရပါဗါးအဲ့ဒီပြင်အတင်းအဓမ္မစစ်သားစုဆောင်ခံရမှုဖြစ်စဉ်1688ခုနဲ့စုဆောင်ခံရသူ3186ယောက်ရှိနေပြီးတော့မန္တလေးတိုင်းနဲ့ရခိုင်ပြည်နယ်ကအများဆုံးစုဆောင်ခံနေရတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါဗါးစစ်တပ်ကအာဏာသိမ်းချတဲ့9နှစ်တာကာလအတွင်းမှာလူအခွင့်အရေးချိုးဖောက်မှုပေါင်း2265 22, ခုရှိခဲ့ပြီးတော့အများဆုံးကတရားလက်လွတ်တပ်ဖြတ်တာဖြစ်ပြီးဖြစ်စဉ်9230ခုရှိတယ်လို့လည်းဖော်ပြထားပါဗျ။ ။နောက်ဆုံးသတင်းကတော့ချင်းပြည်နယ်တိရိုင်မြို့နယ်ဘဲကန်ကျေးရွာမှာဒီဇင်ဘာ၂ရက်နေ့မနက်ပိုင်းကအမဲလိုက်သွားတဲ့ဒေသခံအမျိုးသား၂ယောက်စစ်တပ်ထောင်ထားတဲ့မင်းမြုံမိုင်းနင်းမီလို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗါး။အဲ့ဒီမျိုးသား၂ယောက်ဟာစစ်ပင်းဆောင်နေရာကနေအိမ်ပြန်လာကြပြီးတော့မိသားစုစာဝင့်တွေအတွက်အမဲလိုက်ကြရင်စစ်သားတွေထောင်ထားတဲ့မိုင်းနင်းမီပြီးတိတ်ဆုံးသွားတာလို့တိရိုင်မြို့နယ်ဒေသခံတယောက်ကပြောပါဗါး။ရွာထဲကိုစစ်ကော်မရှင်တပ်ဖွဲ့တွေဝင်လာတာကြောင့်ရွာသားတွေအားလုံးထွက်ပြေးကြပြီးတော့ စစ်ကော်မရှင်တပ်ဖွဲ့တွေကရွာထဲမှာရှိတဲ့အရက်သားလူနေအိမ်တွေကိုဖောက်ထွင်းခဲ့တဲ့အပြင်ရွာနားမှာလည်းမီးမြုံမိုင်းတွေထောင်ထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ညကလည်းဘဲကန်ရွာအနီးကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။နိုဝင်ဘာလကုန်ပိုင်းကလည်းဘဲကန်ရွာမှာစစ်ကော်မရှင်တပ်ဖွဲ့တွေဝင်ရောက်အခြေချလို့ချင်းတော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီပြင် အမေရိကန်သတင်းထောက်တယောက်လဲနိုဝင်ဘာ18ရက်နေ့ကတိတိမြို့နယ်အတွင်းမှာစစ်တပ်နဲ့ချင်းတော်လန်ရေးတပ်ဖွဲ့တွေဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာသတင်းယူနေရင်းမြေမြိုင်းနင်းမီလိုထံရရရှိခဲ့ပါသေးတယ်။